ရန်ကုန်မြို့တွင်းကခရီးသွားလာရေးအစင်ပြေဖို့တကြံကားလာအတွင်းရင်လိုက်60ကျော်ပြေးဆွဲပေးသွားမယ်လို့ဝိုင်းအားတီစီကတီးရပါတယ်။အထီးလိုပြေးဆွဲရာမှာ ရင်လိုက်ကုမ္ပဏီ15ခုကခေတ္တဘယင်းနောင်ဘဝ11 Public ကုမ္ပဏီအမြင့်မြတ်ဆုံးအင်အားအများစုနှင့်သက်ဆိုင်သောကုမ္ပဏီ Limited ဆန်ဝေလာပြေးဆန်းသူအစရှိသည့်ကုမ္ပဏီများလက်အောက်ရှိ YPS ရင်လိုက်တွေကတကြံကားလာအတွင်းပြေးဆွဲပေးသွားမယ်လို့ဆိုပါတယ်။ ဧပြီ23ရက်တချမ်းအကျိုးနေ့မှာရင်းလိုင်း65လိုင်းရှိရင်းအစီရေ1269စီပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။ဧပြီ14ရက်တချမ်းအကျိုးနေ့မှာတော့ရင်းလိုင်း62လိုင်းကရင်းအစီရေ1192စီနဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။ ဧပြီလ15ရက်တကြံအချက်နေမှာတော့ရင်းလိုက်62လိုင်းကရင်းအစည်းရေ1189စီးနဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီးဧပြီလ16ရက်တကြံအတက်နေမှာတော့ရင်းလိုက်62လိုင်းကရင်းအစည်းရေ1189စီးနဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်ရှင်။